ဆိုင်အိမ်ကန်ဆာဖြစ်ပြီဆိုလို့ရှိရင်အများအားဖြင့်သိတာနောက်ကျတတ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဆိုင်အိမ်ကန်ဆာကအစောပိုင်းမှာဆိုရင်ယောဂလက္ခဏာမပြတတ်ပါဘူး။နောက်ကျမှသိတာများပါတယ်။ဒါကြောင့်မလို့တချို့နိုင်ငံတွေမှာဆိုရင်အဆိုင်အိမ်ကန်ဆာအတွက်ပုံမှန်အဆိုင်အိမ်မှန်ပြောင်းကြည့်တာမျိုးရှိပါတယ်။ဒီနေ့မှာတော့ကျွန်တော်ကအဆိုင်အိမ်ကန်ဆာနဲ့ပတ်သက်ပြီးတော့တည်တည်တည်တိုက်တဲ့အချက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ ဆိုင်ကင်ဆာကိုဈေးပညာအခေါ်တော့ stomach cancer gastric cancer လို့ခေါ်ပါတယ်အစာအိမ်မှာရှိတဲ့ cell တွေပုံစံပြောင်းပြီးတော့ကင်ဆာဖြစ်ကိုပြောင်းပြီးတော့အကျိတ်ဖြစ်သွားတာဖြစ်ပါတယ်အစာအိမ်ကင်ဆာဖြစ်ပြီဆိုလို့ရှိရင်အစာပိုင်းမှာအစာအိမ်ရဲ့နေရည်နေမှာအကျိတ်ဖြစ်လာပါတယ်အဲပြီးရင်တော့ဘေးနားမှာရှိတဲ့ lymph node လို့ခေါ်တဲ့အကျိတ်တွေစီကင်ဆာဆဲရရောက်သွားတယ် အဲပြီးလို့ရှိရင်တော့တခြားသောကလီစာတွေဖြစ်တဲ့အသေးမုတ်ချိုအိတ်အဆုတ်ဒီလိုမျိုးကလီစာတွေစီကိုပြန့်နှံ့သွားတတ်ပါတယ်အစိုင်းအင်ကန်ဆာကဘယ်သူတွေဖြစ်နိုင်လဲဆိုရင်တကယ်လို့အစ်မ H pylori လို့ခေါ်တဲ့အစိုင်းပိုးကူးဆက်ခံရမယ်ဒီပိုးကအချာကြီးကူးဆက်ခံရတဲ့အခြေအနေဖြစ်ခဲ့မယ်ဆိုရင်အစ်မအစိုင်းကန်ဆာဖြစ်နိုင်ခြေရှိပါတယ်ဒါကြောင့်မလို့ စာရင်ပို့ရှိနေပြီဆိုရင်စေးကိုတခြားတောက်ဖို့လိုအပ်ပါတယ်။ဒါပြေုံမှစားပါဝင်မှုများတဲ့အစားအစာတွေကို အမြဲလိုလိုစားနေတဲ့လူတွေဖြစ်ပါတယ်။အငံကြိုက်တဲ့လူတွေဖြစ်ပါတယ်။ဒါပြေုံမှกินထားတဲ့အစားအစာတွေကိုခဏခဏစားတဲ့လူတွေလည်းပါဝင်ပါတယ်။ဒါပြေုံမှပြုပြင်ထားတဲ့အစားအစာတွေအသားတူတွေအသားလုံးတွေဒီလိုမျိုးအစားအစာတွေပုံမှန်စားသုံးမှန်ဆိုလို့ရှိရင်လည်းအစာရင်ကန်ဆာဖြစ်နိုင်ခြင်းများပါတယ်။ တကယ်လို့သင်ကဟင်းသီးဟင်းရွက်ကိုမစားပြစ်ဘူးဆိုရင်လည်းအဆိုင်ကန်စာဖြစ်ပေါ်နိုင်ခြင်းများပါတယ်ဆလိအလွန်ကြုံတောက်တဲ့လူတွေနဲ့အရက်ကိုအလွန်ကြုံတောက်တဲ့လူတွေကလည်းအဆိုင်ကန်စာဖြစ်နိုင်ခြင်းများပါတယ်အဝါလွန်နေတဲ့လူတယောက်ဖြစ်မယ်ဆိုရင်လည်းအဆိုင်ကန်စာဖြစ်နိုင်ခြင်းများပါတယ်ဒါပြင်ဥမာတင့်မှာ pernicious anemia လို့ခေါ်တဲ့သွေးအားနဲ့ရောဂါဖြစ်ခဲ့မယ်ဆိုရင်လည်းအဆိုင်ကန်စာဖြစ်နိုင်ခြင်းများပါတယ်တကယ်လို့တင့်ရဲ့အဆိုင်မှာ polyp လို့ခေါ်တဲ့အသက်ပိုတွေရှိခဲ့မယ်ဆိုရင်လည်းအစာအိမ်ကင်ဆာဖြစ်နိုင်ခြေများပါတယ်။ဒါပြင်မှာမိသားစုမျိုးထဲမှာအစာအိမ်ကင်ဆာဖြစ်ထားတဲ့လူပါထားမယ်ဆိုလို့ရှိရင်လည်းကို့မှာလည်းအစာအိမ်ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။အစာအိမ်ကင်ဆာဖြစ်ပြီဆိုလို့ရှိရင်ဘယ်လိုလက္ခဏာတွေပြလဲ။အစာပိုင်းမှာဆိုရင် ရှေ့မှာကျွန်တော်ပြောခဲ့သလိုအများအပြားလက္ခဏာပြလိမ့်မရှိပါဘူး။တကယ်လို့လက္ခဏာပြခဲ့မယ်ဆိုလို့ရှိရင်လည်းအစာမကြည်တာမျိုးရင်ပူတာမျိုးဒီလိုမျိုး လက္ခဏာပြလည်ရှိပါတယ်။ဒါမှမဟုတ်အစာရင်နေရာက အောက်တာမျိုးမအီမတာဖြစ်တာမျိုး စားပြီးတဲ့ခါမှာဘိုက်ပွားတာမျိုးအစာတောက်ပြတ်တာမျိုးပြုတ်အန်တာမျိုးဒါမျိုးလက္ခဏာတွေပြတတ်ပါတယ်။ဒါကတော့အစောပိုင်းလက္ခဏာဖြစ်ပါတယ်။တကယ်လို့အစာရင်ကန်ဆာကအချိန်ကကြီးလာပြီယောဂရင့်လာပြီဆိုရင်တော့ကိုလေးချိန်ကျသွားတတ်ပါတယ်။ပြီးလို့ရှိရင်တောက်လျှောက်အန်နေတတ်ပါတယ်။ ထားပြင်မှမြို့ချရလဲခတ်လာပါတယ်ပြီးလို့ရှိရင်သွေးအန္တာမျိုးဝမမဲသွားတာမျိုး ဖြစ်လာတတ်ပါတယ်ပြီးလို့ရှိရင် အားမရှိတာအားကုန်တာဒါမျိုးတွေဖြစ်တတ်တယ်ပိုပြီးဆိုးလာပြီဆိုရင်တော့ဗိုက်ကြီးပူလာမှဖြစ်ပါတယ်ဒါကတော့ရေပြင်းဖြစ်လာလို့ဖြစ်ပါတယ်ဗိုက်ထဲမှာအရေးတွေဆုလာလို့ဖြစ်ပါတယ်အစာရေကန်ဆာယောဂါကိုဘယ်လိုသိနိုင်မလဲဆိုရင်အစာအိမ်မှန်မြောင်းကြည့်လို့ရပါတယ်အစာအိမ်မှန်မြောင်းလဲကျွန်တော်တို့က ကြည့်မယ်ကန်ဆာအကျိတ်ကိုတွေ့ရင်အသားသားယူမယ်အသားသားယူပြီးတော့ကန်ဆာဟော်မုန်းကိုအတည်ပြုမှာဖြစ်ပါတယ်ဒါပြေမှာကျွန်တော်တို့ CT scan ရိုက်မယ် MRI ရိုက်မယ် PET scan ရိုက်မယ်ဒါတွေကကန်ဆာအကျိတ်ကဘယ်နေရာတွေရောက်နေပြီလဲဆိုတာကိုဆုံးဖြတ်ပေးမှာဖြစ်ပါတယ်ဒါပြေမှာတွေ့စစ်ဆေးမှုတွေလည်းပြုလုပ်လို့ရပါတယ်အဆိုင်ကန်ဆာဖြစ်ပြီဆိုလို့ရှိရင်ဘယ်လိုမျိုးကုသရမလဲအဆိုင်ကိုဒစိတစ်ပိုင်းဖြတ်ထုတ်တာဖြစ်ဖြစ်အဆိုင်တစ်ခုလုံးဖြတ်ထုတ်တာဖြစ်ဖြစ်ခွဲစိတ်ကုသမှု ြုလုပ်ရမှာဖြစ်ပါတယ်။ဒါကတော့ယောဂရဲ့အဆင့်ပေါ်မူတည်ပါတယ်။ဒါပြင်မှာကီမိုသာရပီလို့ခေါ်တဲ့ဆေးသွေးနာမျိုးလည်းရှိပါတယ်။ဓာတ်ကင်နာမျိုးလည်းရှိပါတယ်။ဒါပြင်မှာတခြားသော ကုထုံးတွေဖြစ်တဲ့ targeted therapy immunotherapy ဒီလိုကုထုံးအနေနဲ့လည်းကုသလို့ရပါတယ်။အစာအိမ်ကင်ဆာရဲ့နောက်ဆက်တွဲအနေနဲ့ဆိုရင်တော့ဒီအစာအိမ်ကင်ဆာကအကျိတ်ကနေပြီးတော့သွေးထွက်တာ ဖြစ်နိုင်ပါတယ်။ပြီးတဲ့အခါမှာဆိုလို့ရှိရင်အစာအိမ်မှာ ပိတ်ဆို့တာဖြစ်နိုင်ပါတယ်။အစာရင်လမ်းကြောင်းပိတ်ဆို့သွားပြီးတော့အမြဲလိုလိုအန်နေရမျိုးဖြစ်နိုင်ပါတယ်။အဟာရချို့တဲ့တာဖြစ်နိုင်ပါတယ်။ပြီးလို့ရှိရင်ကန်စာချိတ်ကအသေးအဆုတ်အယိုးဒီလိုကလေးစားရစီကို ပြန့်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်မလို့အစာရင်ငယ်ဆာမဖြစ်အောင်အစာရင်ပိုးရှိနေဆောင်နဲ့ပြတာပြီးတော့စနစ်တကျပိုးသက်စေတော့ပါ။ဟင်းသီးဟင်းရွက်များများစားပေးပါ။အငံကိုလျှော့စားပါ။အကင်တွေကိုလျှော့စားပါ။ ြုပြင်ထားတဲ့အစားအစာတွေပြုပြင်ထားတဲ့အသားတွေကိုချော့စားပါရှောင်ပါဆက်လိုက်အရက်ကိုရှောင်ပါမရှောင်နိုင်လို့ရှိရင်ချော့တုံးပါပြီးလို့ရှိရင်အဝါလွန်တာမဖြစ်အောင်ကိုလေးချိန်ကို ထိမ့်ပါလို့ပြောချင်ပါတယ်ဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်သိချင်တာရှိရင်လည်း comment မှာမေးလို့ရပါတယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လေးလုပ်ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်